တကယ်လို့လူကြီးမင်းကိုအသက်90ထိပဲအသက်ရှင်ခွင့်ပေးမယ်ဘဝတစ်လျှောက်လုံးတော့ပြည့်ပြည့်စုံစုံထားပေးမယ်ဆိုရင်ရွေးချယ်ပါလားအသက်ကတိတ်ကိုတန်ဖိုးရှိပါတယ်ဒီလိုလားမဖြစ်မနေရွေးချယ်ရမယ်ဆိုရင်ကျွန်တော်တို့ပြည့်ပြည့်စုံစုံနေရဖို့ထက်အသက်ရှိရှိနေရဖို့ပဲတေချာပေါက်ရွေးချယ်ကြမှာပါဒီလိုရွေးချယ်ခင်မရှိဘဲနဲ့အပြင်လက်တွဲဘဝမှာအသက်90လောက်ထိပဲနေရဖို့တေချာနေပြီးတော့ပြည့်ပြည့်စုံစုံလည်းမနေရတဲ့လူတွေလည်းတကယ်ရှိနေပါတယ်အခုကတော့အင်ဒိုနီးရှားနိုင်ငံကအသက်90ပြည့်အောင်တော့မရှိနိုင်ကြတဲ့ အစိတ်တင်းတဲ့နေရာမှာအလုံးလုံးပြီးတော့အသက်မွေးဝန်းချောင်းပြုတ်နေတဲ့သူတွေအကြောင်းကိုပြောပြပေးပါမယ်။ငါဒီမိုင်းထဲမှာလုံနေတာကြပါပြီ။ဒီလောက်ကအဲ့ဒီရဲ့များတာကိုလည်းသိပါတယ်။နေရာအလေးကြီးကိုတောင်းပေါ်ထမ်းရတာကြောင့်ငါပခုံးတွေရောကြောတွေပါအရှမ်းနာတယ်။ဒါပေမဲ့ဒီလောက်ခေါင်းတဲ့နေရာမှာဒီလိုဝင်ငွေလေးရဖို့ဟာဒီလောက်ပဲရှိပါတယ်။ဒါကြောင့်ဒီလောက်ကိုပဲငါစူးစမ်းပြီးတော့လုပ်ပါတယ်။ငါမှရွေးချယ်စရာမရှိပါဘူး။ အားလုံးပဲမင်္ဂလာပါကပောင်ဟာတူတူဆန်းဆန်းအကြောင်းအရာတွေကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အားလုံးသိတဲ့အတိုင်းပဲအင်ဒိုနီးရှားနိုင်ငံကအာရှတိုက်ထဲမှာပါဝင်နေပြီးတော့ကျွန်တော်လူပဲအာဆီယံအသင်းဝင်နိုင်ငံပါကျွန်ပေါင်း18000ကျော်နဲ့ဖွဲ့စည်းထားပြီးတော့နိုင်ငံသားလူဦးရေကလည်းအရန်ကိုများပါတယ်နိုင်ငံရဲ့လူဦးရေကလည်းများပြီးတော့လူအမျိုးမျိုးကလည်းအသက်မိုးမျိုးကြောင့်အမျိုးမျိုးတွေနဲ့ဘဝကိုကြိုးစားပြီးတော့ရှင်သန်နေကြပါတယ် အဲ့ထဲကမှဆာလ်ဖာ2ရဲ့လူတွေရဲ့ဘဝကတော့အရန်ကိုခက်ခဲကြမ်းတမ်းလွန်ပါတယ်။သူတို့အသက်မရှိနိုင်တာတက်တန်းစီမနေနိုင်တာကိုတိတိကျကျနဲ့ဒီအလုပ်တွေကိုရွေးချယ်ပြီးတော့လုပ်ကင်နေကြပါတယ်။ဒီအလုပ်သမားတွေကအင်ဒိုနီးရှားနိုင်ငံရဲ့မီးတောင်မှာအလုပ်လုပ်ကြပြီးတော့မီးတောင်ကနေလူကိုအစိမ့်တင်ပြီးအသက်ကိုပါနှုတ်သွားနိုင်တဲ့အစိမ့်ငွေလည်းအများကြီးထွက်ပါတယ်။ဒီမီးတောင်မှာအစိမ့်ငွေပြင်ဆာလ်ဖာလည်းထွက်ပါတယ်။အလုတ်သမားတွေကအသက်ကိုသေစေနိုင်တဲ့အစိမ့်ငွေတွေတောင်မှဂရုမစိုက်နိုင်တော့ဘဲနဲ့ဆာလ်ဖာတွေကိုတူးကြထုတ်ကြပါဗျ ဒေတာကန်တွေကဒီဆယ်ဖာတွေကိုအသက်ကိုလည်းသေစေနိုင်ပြီးတော့တန်ဖိုးလည်းရှိတဲ့အတွက် net ဆိုးရွှေ double goal လို့ခေါ်ပါတယ်။ဒီလုံငန်းခွင်ကအရန်ကိုအန်ရီယံများပြီးတော့ဘသူမှအသက်90ကျော်ရည်အသက်မရှင်ကြပါဘူး။အစိမ့်ငွေတွေကအရန်ကိုပြင်းလွန်တဲ့အတွက်ဘလောက်ပဲခရူးဆက်ဆိုင်ငငယ်လေးနဲ့အသက်ကုန်ဆုံးကြပါတယ်။တကယ်တော့အသက်အန်ရီယံများတာအစိမ့်ငွေအကြောင်းပဲမဟုတ်ပဲနဲ့ server တိုးတဲ့လုံငန်းခွင်တစ်ခုလုံးကအသက်အန်ရီယံရှိနေတာမျိုးပါ။သူတို့ရလာတဲ့ server တွေကိုချင်းနှောင်း2000နဲ့ထက် တဘိုးနဲ့ရှိုးပြီးတော့တောင်ပေါ်ထီကိုထန်းတက်ကြရတာပါဒီချင်းတော့နှစ်တောင်းရဲ့အလေးချိန်စုစုပေါင်းကပေါင်200ကျော်လောက်ထိရှိပြီးတော့ပေါင်150တောင်မပြည့်သေးတဲ့လူတွေကနေ့တိုင်းတောင်ပေါ်ထန်းပြီးတော့တက်ကြရပါတယ်မနိုင်တနိုင်နဲ့ထန်းတက်နေတဲ့ကြားတွေကချေချော်သွားရင်ပဲဖြစ်ဖြစ်ဟန်ကျဲပြစ်သွားရင်ပဲဖြစ်ဖြစ်အသက်အန္တရာယ်ဆုံးရှုံးနိုင်ပါတယ်တချို့အလုပ်သမားတွေဆိုရင်ငငယ်လေးတွေကဒီလုပ်ငန်းခွင်မှာလုပ်နေကြပြီးတော့တက်တန်း30ကျော်ရဲ့လူတွေတောင်ရှိနေပါတယ် တက်တန်းကြရတဲ့သူတွေကနစ်တီအကြာကြီးထမ်းပိုးခဲ့ရတဲ့အတန်တွေကြောင့်ပခုံးယိုးတွေခါယိုးတွေအမြဲလိုလိုနာကျင်ကြိုက်ခဲနေလေးရှိပါတယ်။ဒီလောက်တော့စူးစူးဝါခံစားနေရရင်ဘာလို့သူတို့ကလုံနေကြသည်လဲလို့မေးလာခဲ့ရင်တော့ပတ်စံရလို့ပါ။ဒီလိုဝေးလံပြီးခေါင်းတဲ့နေရာမှာဒီလုပ်ငန်းကဝင်ငွေများတဲ့အထက်မှာပါပါတယ်။ဒါကြောင့်သူတို့ကပတ်စံအတွက်နဲ့အသက်အန်နီယိုတောင်ဂယူမဆိုင်နိုင်တော့ဘဲနဲ့အလုပ်တွေကိုလုပ်နေကြရရှာပါတယ်။သူတို့အသက်အန်နီယိုတောင်အထိကိုက်ခံပြီးတော့အသေးအသက်ယူနေကြတဲ့ဆာဖာတွေက ဒေတာကြံတွေပြောကြတဲ့နတ်ဆိုးရွှေလို့တင်စားရလောက်ကိုလူလောကအတွက်ကိုအရန်ကိုအတုံးဝင်ပါတယ်။ဆယ်ဖာတွေကိုစက်ယုံတွေမှာကြိုချက်ပြီးတော့အနေတဲတွေအမုံတွေအညစ်အကြေးတွေကိုတေချာတန့်စင်ပါတယ်။တေချာတန့်စင်ပြီးရင်တော့ကျန်းပြင်မှာဖြန့်ပြီးတော့ခဲအောင်ဖြန့်လာလိုက်ပါတယ်။ဒီတန့်စင်တွေရဲ့ဆယ်ဖာတွေကို sulfuric acid ဖြစ်တဲ့အတုံးများကြပါတယ်။မီးခြေတွေမီးရှို့မီးပန်းတွေရန်တွေစက်ကူတွေနဲ့ဘက်ထရီလုံးတဲ့နေရာတွေမှာအတုံးများကြပါတယ်။ ရာဘာထရက်ကုန်တွေနဲ့ဇပင်းဝိုင် ထုတ်တဲ့နေရာတွေမှာလည်းမရှိမဖြစ်ကိုအတုံးဝင်ပါတယ်ဒီလိုနေရာတကာမှာအတုံးဝင်နေတာကြောင့်ဒေတာခံတွေကနက်ဆိုးစီရရွှေလို့တင်စားကြပြီးတော့တေးနိုင်မန်းတိတိကြီးနဲ့ထုတ်ယူနေကြရတာပါနိုင်ငံတကာမှာတော့ဆာဗာကိုတခြားနည်းရည်နဲ့ထုတ်နေကြပေမဲ့ဒီလုပ်ငန်းခွင်မှာတော့အရန်ကိုအန်ဒီယံများတဲ့နီလန်းနဲ့ထုတ်ကြပါတယ်ဒီမီးတောင်တွေမှာပိုက်တွေကိုတက်လိုက်ပြီးတော့အရန်ကိုအပူချိန်မြင့်တဲ့မီးခိုးတွေကဒီပိုက်ကနေထွက်လာပါတယ်ဒီပုံငွေတွေကအပြင်ကလေနဲ့ထိတွေ့ပြီးတော့ ပိုက်ကနေအရေးဖြစ်ပြောင်းသွားပြီးတော့စီးကျလာပါတယ်။ဒီပိုက်ကနေစီးကျလာတဲ့အရေးတွေကခဲသွားတဲ့အခါအလုတ်သမားတွေကစပြီးတော့ထိုးချေပြီးတည်ကြပါတယ်။ဒါကပဲအရန်ကိုအဖိုးတန်တဲ့ဆာဖာရီဖြစ်ပြီးတော့ဒါလီရဖို့အစိတ်အသင့်တွေရဲ့ဒန်းငွေကြရတဲ့တိုးဝင်ပြီးတော့ယူကြရတာပါ။ဒီလုတ်သားတွေရဲ့အလုတ်ချိန်ကတန်မှန်ရုံးတက်တဲ့လူတွေလို6နာရီ9နာရီကနေကွဲထွက်နေတဲ့ပြင်သူတို့ရဲ့အလုတ်ချိန်ကမနေ့တနာရီကနေစပါတယ်။ တနအီလောက်ကနေအဲ့ရထပြီးရနဲ့မနက်စာအတွက်ရှိတဲ့ထမင်းနဲ့အရွက်တစ်ခုခုကိုရောစားပြီးလုပ်ငန်းခွင်ကိုသွားကြရပါတယ်။ညောင်တကောင်မောင်မဲနေတဲ့အချိန်ကနေစပြီးတော့အလုပ်လုပ်နေကြရပါပြီ။သူတို့ဆိုင်ကယ်ထားတဲ့နေရာရောက်ရင်ဆိုင်ကယ်နဲ့ရှေ့ဆက်သွားလို့မရတော့တာကြောင့်တွန်းလဲကိုယူပြီးတော့တောင်တက်လန်တိုင်းတွန်းလဲကိုတွန်းပြီးတော့တောင်ပေါ်ခက်ခက်ခဲခဲတက်ကြရပါတယ်။တောင်တက်လန်ခရီးကအရန်ကိုမက်ဆောက်ပြီးတော့နှစ်မိုင်ခရီးရှိပါတယ်။မီးတောင်ကပေတပေါင်းရှိပြီးတော့တောင်အောက်ကိုဆင်းတဲ့အချိန်ရောက်ရင်တွန်းလဲကိုယူလို့မရတော့ဘဲနဲ့ ချင်းအောင်နှစ်တောင်းနဲ့တဘိုးကိုယူပြီးဆာဖာရီကိုတောင်းပေါ်ထမ်းတက်ကြရပါတယ်။သူတို့ဆာဖာရီယူကြတဲ့မိတောင်ကနေအစိမ့်တင့်တန်းခွေတွေအများကြီးထွက်ပြီးတော့သွားရီကျွေကြတဲ့အထိကိုပြင်းထန်လွန်ပါတယ်။နေရာတော်တော်များများမှာမိခိုးငွေတွေနဲ့ပြည်နေပြီးတော့အချိန်ကြာကြာမလုံးနိုင်ကြပဲနဲ့ခဏလောက်မိခိုးငွေတွေအလုံးဝင်လို့ပြီးရင်ချောင်းတွေဆိုးပြီးတော့မိခိုးငွေတွေကြားထဲကနေပြန်ပြန်ထွက်လာကြပါတယ်။ဒီမိတောင်ကနေအစိမ့်တင့်တန်းခွေနှမျိုးထွက်ပြီးတော့တမျိုးကအသက်ကိုအချိန်တို့တွင်သေစေနိုင်တဲ့အထိအရန်ကိုအန္တရာယ်များပါတယ်။ တန်းဝင်တစ်မျိုးလုံးကအဲလီယံများပေမဲ့မိကိုအဖြူအောင်ထွက်တဲ့တန်းဝင်ထွက်လာပြီဆိုရင်ချက်ချင်းကိုရှောင်ကြရပါတယ်။ဒါကြောင့်ဒီအလုတ်သမားတွေကမိကိုဖြူတိတ်ထွက်လို့မရှိရဲမနဲ့စောစောပိုင်းမှာပဲအားဆိုင်ပြီးတော့အလုတ်လုံးကြရတာပါ။မိကိုဖြူကြောင့်အဲလီယံမရရင်လဲထန်ပိုးပြီးတည်တဲ့အခါမနိုင်တနိုင်တည်ရတာတွေကြောင့်ခြေခွင်းသားနေခြေကျိုးတဲ့သူတွေမှာအများကြီးမှာအများကြီးရှိပါတယ်။လုပ်ငန်းခွင်ထဲမှာအခြေခံလိုအပ်ချက်ဖြစ်တဲ့တန်းဝင်ကရဲ့မက်ဆီရောလက်အိတ်တွေပါမတုံးကြတာကလည်းအရန်ကိုအဲလီယံများပါတယ်။ အစိမ့်တဲ့တန်းကိုတွေကခဲသွားပြီးဆာဗာဖြစ်တာကိုအလုံးသမားတွေကလက်အိတ်တွေမတုံးကြဘဲနဲ့အလွယ်တကူတဲဆောင်နေကြတာကလည်းအရန်ကိုအန်နီယံများတဲ့အထဲမှာပါပါတယ်။ဒီလိုအန်နီယံများတာတွေရောအရွယ်မတိုင်ခင်တည်နိုင်တာတွေကိုတိရတောင်မှဒီလိုအလုံးကိုမစွန့်လွတ်ဘဲနဲ့လုံနေကြရရှာပါတယ်။မိသားစုကိုပြည့်ပြည့်စုံစုံထားပေးခြင်းနဲ့စိတ်ချစ်တဲ့သူတွေကိုပျော်ရွှင်စေခြင်းနဲ့စိတ်တွေနဲ့ပဲဒီအလုံးသမားတွေကအန်နီယံများမှန်တိတိကြီးနဲ့စွန့်စွန့်စားစားတွေလုံနေကြရတာပါ။ ဒီလုပ်ငန်းတွေကလုပ်သားတွေအများဆုံးအနေနဲ့ကင်းတဲ့နီးလန်းတွေနဲ့ဝင်ငွေတွေအများပြားရှာနိုင်ကြပါစီလို့စုမုံကောင်တောင်းပေးလိုက်ပါတယ်။အခုကတော့အင်ဒိုနီးရှားနိုင်ငံကအရန်ကိုခက်ခဲပြီးအသက်အန္တရာယ်နဲ့အရန်ကိုနှီးဆက်တဲ့အသက်မွေးဝန်းကြောင်းအကြောင်းကိုပြောပြပေးခဲ့တာပါ။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုအမြဲတမ်းကြည့်နေနေဆိုရင်တော့ page ကို like and follow လုပ်ထားပေးပါ။အစုံနေကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။